မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 23ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းကတော့ချင်းပြည်နယ်ဖလန်းမြို့မှာစစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်52ဦးလက်နက်ချအလင်းဝင်လာပြီးတဲ့နောက်ရဲစခန်းနဲ့ထွေအုံရုံးကိုချင်းတော်လိုင်းရဲတပ်များကအပိသက်သိမ်းပိုက်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ November 12ရက်နေ့က ဖလန်းမြို့နယ်ရဲစခန်းနဲ့ထွေဦးရုံးမှတပ်ဆွဲထားတဲ့ရဲတပ်ဖွဲ့ဝင်52ဦးကလက်နက်များချပြီးတော့ချင်းတိုင်းရင်းသားတော်လိုင်းတပ်များထံကိုအလင်းဝင်လာတယ်လို့သိရပါဗျ။အခုလိုမျိုးအလင်းဝင်လာပြီးတဲ့နောက်ရဲစခန်းနဲ့ထွေဦးရုံးကိုတိတ်ပတ်ရရှိခဲ့တယ်လို့သိရပါဗျ။ဖလန်းမြို့တွင်ပိုင်းမှာတော်လိုင်းတပ်များရှိနေပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်များက ခလာရ268တပ်စခန်းကုန်းမှာအကြီးအကျယ်ခန်းစစ် ပြင်ဆင်နေကြတယ်လို့သိရပါဗျ။ရဲတပ်ဖွဲ့ဝင်42ဦးကလက်နက်ချအလင်းဝင်လာပါတယ်။ရဲမိသားစုဝင်တွေလည်းပါတယ်။ရဲစခန်းနဲ့ထွေအုပ်ရုံးကိုတော့ရထားပါပြီ။ဒါပေမဲ့စစ်တပ်ကခလာရ268တပ်ကုန်းမှာအကြီးအကျယ်ခန်းစစ် ပြင်ဆင်နေတယ်။အဲ့ဒီကနေပြီးတော့လက်နက်ကြီးတွေပြစ်ခတ်တာတွေလည်းရှိတယ်။အဲ့ဒီစခန်းကုန်းကအမြင့်ပိုင်းမှာရှိနေတာ။စစ်တပ်ကဗျူဟာမှုကိုတိုင်ထိုင်းနေအဲ့ဒီစခန်းကုန်းမှာအင်အားတော်တော်များများကအဲ့ဒီမှာစုနေကြတာလို့ချင်းတော်လိုင်းရဲ့သတင်းအေးမြစ်ကပြောကြားထားပါတယ်ချင်းပြည်နယ်ဖလန်းမြို့ကို CNF CNDF ချင်းကြီးနောင်တပ်ဖွဲ့များအပါအဝင်ချင်းတိုင်းရင်းသားတော်လှန်ရေးတပ်များကဝိုင်းဝန်းပြီးတော့တိုက်ခိုက်နေကြခြင်းဖြစ်တယ်လို့သိရပါတယ်။အခုနိုဝင်ဘာလဇန်းပိုင်းကစတင်ပြီးတော့ချင်းပြည်နယ်ဖလန်းမြို့မင်းတပ်မြို့တို့မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကိုချင်းတော်လှန်ရေးတပ်များကစတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့အကြမ်းဖက်စစ်ကောင်စီကမြို့ရင်းကိုလေယာဉ်များနဲ့ဗုံးများကျဲချခြင်းလက်နက်ကြီးများနဲ့ဇက်တိုက်ပစ်ခတ်ခြင်းပြည်သူလူထုရဲ့နေအိမ်များကိုမိရှို့ခြင်းတို့နဲ့မြို့များကိုဖျက်ဆီးနေကခုခံမှုများကိုဇက်တိုက်လုံဆောင်နေခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမင်္ဂလာတုံမြို့နယ်ပလဲမြို့တက်လန်ဘူချံလမ်းပေါ်မှာရှိတဲ့ရွှေနသာအုပ်ချုပ်ရေးမှုရုံးကိုမိုင်းခွဲတိုက်ခတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနိုဝင်ဘာလ12ရက်နေ့ညနေ6:55မိနစ်ဝန်းကျင်အချိန်မှာမင်္ဂလာတုံမြို့နယ်ပလဲမြို့တက်လန်ဘူချံလမ်းပေါ်မှာရှိတဲ့ရွှေနသာရက်ကွက်အုပ်ချုပ်ရေးမှုရုံးကိုအဝေးထိမ်းမိုင်းနဲ့အုံပြုပြီးတော့ဖောက်ခွဲတိုက်ခတ်ခဲ့တယ်လို့သိရပါပါတယ်။တိုက်ခတ်မှုအပြီးမှာစစ်ကောင်စီလက်အောက်ခံတချို့ထိခိုက်မှုရှိခဲ့တယ်လို့သိရပါပါတယ်။ စစ်စင်ရေးပြီးဆုံးပြီးတဲ့နောက်မှာတော်လိုင်းအဖွဲ့သားများအလုံးဘေးကင်းရာနေရာကိုရောက်ရှိနေပြီဖြစ်တယ်လို့သိရပါဗါတယ်။အဲ့ဒီရုံးမှာစစ်ခွေးတွေရဲ့စစ်ခွေးနောက်လိုက်လူမိုက်တွေရဲ့အမြဲရှိပါတယ်။ညဘက်ဆိုလမ်းသွားလမ်းလာတွေကိုမထင်မထင်တလို့စစ်ဆေးပြီးတော့ပတ်စံတောင်းနေ။ SCM မထင်မထင်တလို့စစ်ပြီးတော့စစ်မှုထမ်းမှာပါတဲ့သူတွေကိုမတရားပတ်စံတောင်းနေကြလို့အဝေးထိန်းပိုင်းတလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။စစ်ခွေးရဲခွေးတွေနဲ့လူနာတင်ကားတွေတော့ရှုပ်ရှက်ခတ်သွားခဲ့တယ်လို့ Operation Flame OF ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောဆိုထားပါတယ်။အဲ့ဒီစစ်စင်ရေးကို Operation Flame OF အဖွဲ့ကအဓိကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ရန်ကုန်တော်လှန်ရေးမဟာမိတ်အားလုံးနဲ့အတူလက်တွဲပြီးတော့အကြမ်းဖက်စစ်တပ်ကိုအရှိန်ဟုန်မြင့်ပြီးတော့တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်တယ်လို့အဲ့ဒီအဖွဲ့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ချင်းပြည်နယ်ဟာခါမြို့နယ်မှာလေးလာတာဖြစ်ပွားခဲ့တဲ့တိုက်ပွဲများအတွင်းမှာစစ်သား53ဦးသေဆုံးခဲ့ပြီးတော့စစ်ရဟရင်တစည်းကိုပြစ်ခတ်ဖျက်ဆီးနိုင်ခဲ့ကစစ်ကောင်စီတပ်သား18ဦးအလင်းဝင်ရောက်ခဲ့ပြီးတော့လက်နက်အလက်90ကျော်ကိုတိုက်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ12ရက်နေ့ကနေပြီးတော့နိုဝင်ဘာလ12ရက်နေ့အထိချင်းပြည်နယ်ဟာခါမြို့ပေါ်အပါအဝင်ဟာခါထန်တလန်လမ်းပိုင်းမှာတိုက်ပွဲများပြင်းထန်ခဲ့ပြီးတော့ MI17 ရဟရင်တစည်းကို အမေပိုင်းပျက်စီးသည့်အထိကိုဖျက်ဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းမဲ့စစ်သား53ဦးသေဆုံးပြီး6ဦးကိုအရှင်ဖမ်းမိက14ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ဟာခါမြို့နယ်အတွင်းတာဝန်ကျနေတဲ့ရဲ73ဦးနဲ့စစ်သား4ဦးစုစုပေါင်း18ဦး CDF ဟာခါထံကိုလက်နက်ချလင်းဝင်ရောက်ခဲ့ပြီးတော့စုစုပေါင်းလက်နက်43လက်ကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။ရဟယင်ကိုတော့ဟာခါမှာပြစ်ချတာ ဟားကားမှာတော့ပြတ်မကြဘူးကလေးရောက်တော့ပြတ်ကျသွားတယ်လို့သတင်းရထားတာလေးလအတွဲမှာစစ်ပွဲတွေကအများကြီးပဲထန်တလန်မှာလည်းရှိတယ်ဟားကားထန်တလန်ကြားမှာလည်းရှိတယ်ပြီးတော့လွတ်လပ်ရေးကြောက်တိုင်းတို့တင်းကြိုင်ကုန်းတို့ပြီးတော့ဟားကားမြို့တွေကိုလည်းဝင်နိုင်တဲ့လောက်တော့ဝင်တယ်ချင်းပြည်နယ်အစိုးရရုံးတို့ဘာလို့ပေါ့ကျွန်တော်တို့ဝင်ထားတာအများကြီးပဲအခုတည်းကလေတိုက်ပွဲတွေကဖြစ်နေတော့ဖလန်းလဲလေရင်နဲ့လာပစ်တာတွေရှိတယ်ထန်တလန်မှာလည်းရှိတယ်ထန်တလန်လဲကျွန်တော်တို့ချိန်မုံနိုင်တဲ့လောက်ချိန်မုံမယ်နေရအစုံမှာဝင်းရံထားတယ်ကျွန်တော်တို့တတ်နိုင်တဲ့လောက်တော့တတ်ထားတယ်ဟားကားမြို့အတွင်း စစ်စင်ရေးစင်ရဲနိုင်အောင်လဲစူးစမ်းနေတယ်ထန်တလာနဲ့ဟာခါးကြားမှာကအတော်လေးကိုဒုက္ခပေးနေတယ်အဲ့ဒီကြားကစခန်းတွေအကုန်လုံးကိုချိန်မုံးမယ်ပြီးမှဟာခါးကိုတတ်မယ်လို့ပြင်ဆင်ထားတယ်မကြာခဏလေးစစ်ပွဲတွေဖြစ်နေတယ်လို့ CDF ဟာခါးကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်အလင်းဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သားများကလက်နက်ကိုလက်ကိုယူဆောင်လာပြီးတော့60မမ MA15 နဲ့ M79 အပါအဝင်စုစုပေါင်းလက်နက်52လက်ရရှိခဲ့တယ်လို့သိရပါတယ်82ရက် တာကာလအတွင်းမှာဟာခါမျိုးကထန်တလန်မျိုးကိုစစ်ကောင်စီတပ်သားများကစစ်ကူတွားရောက်နိုင်ခြင်းမရှိသေးရန်ပိတ်ဆို့တားဆီးနိုင်ခဲ့ပြီးတော့ထန်တလန်မျိုးသိမ့်ပိုက်နိုင်ရေးအတွက်လည်းဆက်လက်ထိုးစစ်ဆင်တိုက်ခတ်လျက်ရှိတယ်လို့သိရပါပါတယ်။လက်နက်ချတဲ့သူတွေကပြည်သူစစ်တွေပုံများတယ်။ကျွန်တော်တို့စီမှာ CDM ဝင်ထားတဲ့သူတွေလည်းအများကြီးရှိတယ်။စစ်တရောက်ကတော့ပြည်သူစစ်တွေပေါ့။သူတို့ကိုမေးကြည့်တော့စစ်တပ်ထဲကိုဝင်ခိုင်းတော့ကသူတို့ဘာမှမသိဘဲနဲ့လိုက်သွားရတာ။ကျွန်တော်တို့ကိုတင်တဲ့တက်ခိုင်းတယ်။သူတို့တရားတော်ကတော့တင်တဲ့တက်ပြီးတော့ဟားခါကိုရောက်လာတော့ပဲ။ ဟားခါကိုလည်းတခါမှမရောက်ဘူးအခုဟားခါမှာ၁၀၈ဦးပို့ထားတယ်ဟားခါကိုလည်းကျွန်တော်တို့ကြားတော့မကြားဘူးလို့ပြောတယ်သူတို့၁၀၈ဦးလုံးက CDM တော့လုတ်ချင်တယ်ဒါပေမဲ့လုတ်မဲ့နေရာကိုမသိဘူးလို့ပြောဆိုထားတယ်လို့ CDF ဟားခါကတာဝန်ရှိသူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းရတော့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာတရုတ်နိုင်ငံမှာမဲခေါင်အစည်းအဝေးတက်ရောက်ပြီးတော့မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာပြီးတဲ့နောက်ကယား၊ကရင်နေပြည်၊ရခိုင်နယ်၊ရှမ်းမြောက်တို့မှာစစ်ကူအင်အားတွေအလုံးရင်းနဲ့ပြန်လည်ဖြည့်ဆည်းလာနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာမဲခေါင်အစည်းအဝေးတက်ရောက်ပြီးတော့နိုဝင်ဘာလ10ရက်နေ့မှာတရုတ်နိုင်ငံကနေမြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာပြီးတဲ့နောက်နိုဝင်ဘာလ17ရက်နေ့နဲ့နိုဝင်ဘာလ12ရက်နေ့တို့မှာရှမ်းမြောက်၊ကရင်နေနဲ့ရခိုင်ဘက်တွေကိုစစ်ကူအင်အားများမြေပြင်ကနေတော်လကောင်၄ချောင်းနဲ့တော်လကောင် အစမပြတ်ဇက်တိုက်ပေးပို့မှုများရှိနေတယ်လို့သိရပါတယ်။မိုင်းရဲ့ဘက်ကိုစစ်ကူအင်အားတွေဇက်တိုက်ကိုလွှတ်နေပါတယ်။ရှမ်းတောင်ဘက်ကတပ်တွေတော်တော်များများထုံနှုတ်အင်အားတွေထပ်ပြီးတော့ပေးခိုင်းတာတွေရှိတယ်။ပြည်သူစစ်စစ်မှုထမ်းတဲ့လက်ယုံတပ်တွေကအင်အားတွေကိုထုံနှုတ်ပြီးတော့ပေးခိုင်းနေတာ။ဒီရပိုင်းထဲမှာပို့ပြီးတော့အင်အားတွေဇက်တိုက်ပို့နေတယ်။နိုဗမာလ17ရက်နေ့မှာလည်းအင်အား400၊နိုဗမာလ12ရက်နေ့မှာအင်အား200ပို့ဆောင်ထားတယ်လို့သိရတယ်လို့ တပ်တွင်းဖရဲသည်ကပြောဆိုထားပါတယ်အလားတူပဲကရင်ပြည်နယ်နဲ့ရှမ်းတောင်ဖဲကုန်းမှာလည်းအခုနှစ်ရက်တာအတွင်းမှာစစ်အင်အားများမြေပြင်ကနေပိတ်ဖို့လျက်ရှိကြောင်းသိရှိရပါတယ်ရရှိထားတဲ့သတင်းအချက်အလက်များအရဖဲကုန်းမြို့ကိုစစ်အင်အား250ဝန်းကျင်ပိတ်ဖို့ထားတယ်လို့သိရပါတယ်ကရင်ပြည်လိုက်ကော်မြို့ကိုလည်းစစ်အင်အား300ဝန်းကျင်ထပ်မံဖြည့်ဆည်းထားတယ်လို့သိရှိရကြောင်းတပ်တွင်းဖရဲသည်တွေကပြောဆိုထားပါတယ်ရခိုင်ပြည်နယ်စစ်တွေမြို့ကိုလည်းလေကြောင်းကနေတဆင့်စစ်ကူအင်အားများလက်နက်ခဲယမ်းများပိတ်ဖို့မှုများရှိနေတဲ့အပြင် စစ်ကောင်စီရဲ့ရေတက်ကနေပြီးတော့စစ်သည်မောတချို့ပါတွားရောက်ပြီးတော့အင်အားဖြစ်တင်းလျက်ရှိတယ်လို့သိရပါဗါးစင်အားအရေးအတွက်ကိုတော့အတိအကျသိနိုင်ဖို့ခက်ခဲနေတယ်လို့ပြောပါတယ်ရခိုင်ကယားရှမ်းတောင်နဲ့ရှမ်းမြောက်ဘက်တွေမှာဒီအပိုင်းစစ်အားဖြစ်တာတွေတော်တော်များလာလို့ထိုးစစ်တွေပုံမှုများလာနိုင်ပါတယ်စီရင်ညွှန်ကြားချက်အသက်ထုတ်ပြန်တာမျိုးမတွေ့ရပဲအင်အားတွေဖြည့်နေတာဆိုတော့ဘလို့ပဲဖြစ်ဖြစ်သတိထားရမယ်လို့ထင်ပါတယ်လို့နေပြည်တော်စစ်ဘက်တရေအရေးမြစ်ကပြောဆိုထားပါတယ်ဒါအပြင်နိုဗမ်ဘာလအတွင်းစစ်လေရင်နဲ့ ်လေရင်မှုများတာဝန်ချထားတဲ့စရဲများထွက်ရှိနေပြီးတော့ရခိုင်အော်တိုဘာလာထက်စစ်လေရင်အတက်စင်းများပုံမှုများပြားလာနေတယ်လို့သိရပါတယ်။ဒါကြောင့်လေကြောင်းတိုက်ခတ်မှုများပုံမှုများပြားလာနိုင်တယ်လို့ဆိုနိုင်ကြောင်းနေပြည်တော်စစ်ဘက်တရေအညစ်မြစ်ဖရဲသီးကပြောဆိုထားပါတယ်။မနေ့ကနောင်ချုံမြို့နယ်မိုးကုံမြို့နယ်တို့မှာစစ်ကောင်စီကလေရင်နဲ့ဘုံကျဲမှုများကိုလှုပ်ဆောင်ခဲ့ရမှာတရက်ထဲနဲ့ပြည်သူအယောက်20ကျော်တေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တရင်ရတော့ပဲခူးတိုင်းအုပ်ဖို့မျိုးနဲ့ရေကာတာချေးရွာကကျမ်းမာရေးမကောင်းလို့အိတ်ရတဲ့လဲနေတဲ့လူငယ်တအုပ်ကိုစစ်မှုထမ်းအပတ်စဉ်ခုနှစ်အတွက်နာမည်စီရင်ပါတယ်ဆိုပြီးတော့စစ်တပ်ကဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်နိုဝင်ဘာလ10ရက်နေ့ည7:00နာရီအချိန်ကမှအုပ်ဖို့မျိုးနဲ့ရေကာတာရွာကကျမ်းမာရေးမကောင်းလို့အိတ်ရတဲ့လဲနေတဲ့လူငယ်တအုပ်ကိုစစ်ကောင်စီတပ်သားများကစစ်မှုထမ်းရန်အတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါတယ်အဲ့ဒီလမ်းမလျှောက်နိုင်တဲ့လူငယ်တအုပ်ကိုငရှင်ယုံချေးရွာက အုပ်ချုပ်ရေးမှူးကနာမည်စာရင်းပေးထားတဲ့အတွက်စစ်တပ်ကစစ်မှုထမ်းအပတ်စဉ်9ရက်အတွက်လာရောက်ဖမ်းဆီးသွားခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်နိုဝင်ဘာလ9ရက်နေ့ညနေပိုင်းမှာမင်းလာမြို့နယ်စင်တဲကုန်းရွာကပြည်သူ9ဦးနဲ့ဂွေးတော်ကုန်းရွာကပြည်သူ9ဦးကိုလည်းပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။နိုဝင်ဘာလ10ရက်နေ့ညပိုင်းမှာလည်းမင်းလာမြို့နယ်ကပတ်တန်းလေးရွာပတ်တန်းကြီးရွာမုတ်ခါရွာနဲ့ တဖမ်းပင်စိတ်ရွာတို့ကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကဝင်းရောက်စီးနှင်းပြီးတော့မုတ်ခါရွာကကိုချော်သူဝင်းပတ်တန်းလေးရွာကကိုနိုင်ဝင်းကိုကိုနဲ့ပတ်တန်းကြီးရွာကကိုလာလူတို့တုံးကိုလည်းဖမ်းဆီးသွားတယ်လို့သိရပါဗါတယ်အလားတူပဲနိုဝင်ဘာလ3ရက်နေ့မှာ ပေါင်းတယ်မြို့နယ်ဖိုးခေါတင်ကျေးရွာကပြည်သူများကိုမုတ်တိုင်အုပ်ချုပ်ရေးမှုရုံးဝင်းအတွင်းမှာတပ်ဆွဲထားတဲ့စစ်တပ်ကအစည်းအဝေးခေါ်ယူပြီးတော့စစ်မှုထမ်းရန်ချင်းချောက်ပြောဆိုခဲ့ပြီးအစည်းအဝေးတက်ရောက်လာတဲ့ပြည်သူများကိုလည်းစစ်တပ်အတွက်ထောက်ပံ့ချေးပေးရမယ်ဆိုပြီးတော့ချင်းချောက်တောင်းခံခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးအစည်းအဝေးခေါ်ယူပြီးတဲ့နောက်ဖိုးခေါတင်ကျေးရွာကတန်းလွယ်စိုးလိုက်ပိန့်ဆွေဥတို့ကဥဆောင်ပြီးတော့ခြေရွာအတွင်းမှာအိမ်တော်စုတစုကိုငွေကျပ်9000ကနေပြီးတော့ငွေကျပ်2သိန်းအထိလိုက်လံကောက်ခံခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ